US ဒေါ်လာရဲ့နေရာမှာအစားထိုးလာတော့မယ့် BRICS မင်္ဂလာပါဘာမှစံပြကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့လေထံခုံးမှာဆွေးနွေးမယ့်အကြောင်းကတော့ကမ္ဘာစီးပွားရေးလောကကိုခေတ်သေးတစ်ခုထူထောင်ပေးဖို့အလားအလာရှိနေတဲ့ငွေကြေးတစ်ခုအကြောင်းပါပဲသူနဲ့ပတ်သက်လို့ကျွန်တော်တို့တဲကတချို့လဲကြားပူးခြင်းမှာကြားပူးကြပါလိမ့်မယ်တချို့လဲကြားပူးနေပြီးသားဖြစ်ပါတယ်တီးပြီးသူတွေလဲပို့ပြီးတော့ထဲထဲဝင်ဝင်လည်လာလို့ရတယ်လို့မတိသေးတဲ့သူတွေအတွက်ကမ္ဘာဈေးကွက်ကိုတမျိုးတစ်ပုံလှန်ပေးနေတဲ့ငွေကြေးတစ်ခုအကြောင်းဘူးတုဒ်ရကြတာပေါ့ခင်ဗျာအရင်ဆုံး price မှာဘယ်နိုင်ငံတွေပါဝင်လဲကျွန်တော်စပြီးတော့ကြည့်အောင်ပါ တရုတ်အိန္ဒိယဘရာဇီးတောင်အာဖရိကရုရှားဆိုတဲ့နိုင်ငံတွေက collab လုပ်ပြီးတော့ American Dollar ရဲ့ကမ္ဘာငွေကြေးပြင်းနဲ့လွှမ်းမိုးမှုကိုစိန်ခေါ်ဖို့စီစဉ်နေပါတယ်။ဒီဗီဒီယိုမှာတော့ Brace ရဲ့ဒေါ်လာစားထိုးရေးမဟာပြူဟာတက်ရောက်မှုတွေနောက်ပြီးတော့ကမ္ဘာစီးပွားရေးအတွက်ဘာကိုဆိုလိုသလဲရှင်းပြသွားမှာဖြစ်ပါတယ်။စလိုက်ရအောင်ပါ။ပထမဆုံး BRICS ဆိုတာပါလေ။နောက်ကိုကိုနဲ့မှာစတင်ဖွဲ့စည်းခဲ့တဲ့ပြည်ဆောင်ဖွံ့ဖြိုးဆဲဖွံ့ဖြိုးပြီးနိုင်ငံကြီး9နိုင်ငံပါဝင်တဲ့အဖွဲ့အစည်းပါပဲ။သူတို့ဟာကမ္ဘာလူဦးရေ46ရာခိုင်နှုန်းနဲ့ကမ္ဘာ GDP ရဲ့28ရာခိုင်နှုန်းကိုကိုးစားပြုထားပါတယ ီအဖွဲ့ရဲ့ရည်မှန်းချက်ကငြိမ်းချမ်းရေးလုံခြုံရေးနဲ့ဖွံ့ဖြိုးရေးကိုမျှတတဲ့ကမ္ဘာကြီးစီယူဆောင်လာပေးဖို့ပါပဲ။ဒီတော့ဒီ BRICS အဖွဲ့ဝင်နိုင်ငံတွေရဲ့ကမ္ဘာငွေကြေးလောကကအခန်းကဏ္ဍကိုတည်ထားဖို့လိုလာပါတယ်။ BRICS အဖွဲ့ဝင်နိုင်ငံတွေရဲ့ကမ္ဘာစိုက်ပျိုးရေးအခန်းကဏ္ဍမှာနေရာယူထားမှုကထပ်ဝက်နီးပါးလောက်ကိုရောက်နေပါတယ်။စည်ရင်းတွေအဆိုအရ45ရာခိုင်နှုန်းသောစိုက်ပျိုးရေးထုတ်ကုန်တွေက BRICS နိုင်ငံတွေကတင်သွင်းနေတယ် Global Y output မှာလည်း 35ရာခိုင်နှုန်းထိနေရာယူထားနိုင်ပါတယ်။ဒီရဲ့ချက်က brace အိမ်မက်ကိုလက်တွေ့ဖြစ်လာဖို့လမ်းစောက်ဖွင့်ပေးလိုက်တယ်လို့ဆိုရပါလိမ့်မယ်။ brace အိမ်မက်အကောင့်ထဲပေါ်နှံဖို့ဆိုရင်လက်ရှိဈေးကွက်ရဲ့ဘယင်ကိုလည်းကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရမှာဖြစ်ပါတယ်။ဒေါ်လာရဲ့လက်ရှိအခန်းကဏ္ဍဒုတိယကမ္ဘာစစ်ပြီးကစလို့ American Dollar ဟာကမ္ဘာငွေကြေးပြင်းနဲ့ထိပ်တန်းမှရှိနေခဲ့ပါတယ်။ IMF အဆိုအရ2023မှာဒေါ်လာဟာကမ္ဘာငွေကြေးပန်ရီရဲ့60ရာခိုင်နှုန်းလောက်ကိုပိုင်ဆိုင်ထားပါတယ်။ဒီလိုအင်အားကအမေရိကကိုစီးပွားရေးမူဝါဒတွေမှာကမ္ဘာကိုထိန်းချုပ်ခြေလှယ်နိုင်စေဖို့တွန်းတင်ပေးလိုက်သလိုဖြစ်သွားစေခဲ့ပါတယ်။ တဖက်မှာလည်းအထူးသဖြင့်အမေရိကရဲ့စီးပွားရေးပိတ်ဆို့မှုခံရတဲ့ရုရှားအီရန်လိုနိုင်ငံတွေအတွက်ဒေါ်လာကိုလက်လွတ်ဖို့အကြောင်းဖန်စေခဲ့ပါတယ်။ Brace အနေနဲ့ဒီအခြေအနေကိုခွင့်ကောင်းယူပြီးစနစ်တကျခုတည်ထောင်ဖို့ကြိုးစားနေတယ်လို့ဆိုရမှာပါ။ဒီတော့ Brace ရဲ့ plan တွေကဘာတွေဖြစ်မလဲကျွန်တော်တို့ဆက်သွားကြပါမယ်။ဒေါ်လာစားထိုးဖို့ Brace ရဲ့မဟာဖြူပါ၄ချက်။နံပါတ်၁မိမိငွေကြေးကိုဦးစားပေးအသုံးပြုခြင်း ဘရစ်နိုင်ငံတွေကကုန်သွယ်ရေးမှာသူတို့ရဲ့ပြည်တွင်းငွေကြေးတွေကိုတုံးဖို့အတွက်အားပြုစိုက်ထုတ်လာကြပါတယ်။ဥပမာတရုတ်ကယွမ်ငွေကိုအသုံးပြုသလိုရုရှားကရူဘယ်ကိုအားပြုပါတယ်။စစ်တမ်းတွေက2022မှာတရုတ်နဲ့ရုရှားဟာသူတို့ရဲ့ကုန်သွယ်မှု90ရာခိုင်နှုန်းကျော်ကိုဒေါ်လာမသုံးဘဲလုဆောင်ခဲ့ကြတယ်လို့ပြပါတယ်။နံပါတ်1ဘရစ်ငွေကြေးသစ်ဖန်တီးရေးအဖွဲ့ဝင်နိုင်ငံတွေကြောင့်ဘုံငွေကြေးတစ်မျိုးထုတ်လုပ်နိုင်ဖို့ဆွေးနွေးမှုတွေရှိနေပါတယ်။2023အောက်တိုဘာမှာကျင်းပတဲ့ Bridge Trade အစည်းအဝေးမှာဒီအကြောင်းကိုအကျဉ်းနဲ့ဆွေးနွေးခဲ့ကြပါသေးတယ်။ တို့ပြင်ညာ official press currency ဆိုပြီးတော့ဈေးကွက်ကိုထွက်မလာသေးပါဘူးဈေးနှုန်းပွဲမှာညှိနှိုင်းမှုတွေကတော့အနည်းနဲ့များလောက်ရမှာပါနံပါတ်3ဒေါ်လာမပါတဲ့ကုန်သွယ်စာချုပ်တွေချုပ်ဆိုရင်အိန္ဒိယနဲ့ရုရှားဟာနိုင်ငံကုန်သွယ်စာချုပ်မှာဒေါ်လာကိုအသုံးမပြုဘဲရူပီရူဘယ်နဲ့သာကုန်သွယ်ဖို့သဘောတူထားပါတယ်ဒီလိုလှုပ်ဆောင်ခြင်းကဒေါ်လာကိုမိခိုးမှုလျှော့ချရာရောက်သလိုနိုင်ငံတွေကြားစီးပွားရေးဆက်နွယ်မှုကိုတပတ်တလန်းကနေပို့ပြီးတော့အားကောင်းသွားစေပါတယ် နံပါတ်၄ဘန်နိုင်းအဖွဲ့စည်းတင်မြောင်း Brisa New Development Bank NDB နဲ့ Contingent Reserve Arrangement CRE လို့အဖွဲ့တွေကိုဖန်တီးထားပါတယ်။ NDB ကနေဒေါ်လာ30ဘီလီယံကျော်ချင်းငွေတွေခွင့်ပြုထားပြီးစင်စမ်းမပြတ်ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုရင်းနှီးမြှုပ်နှံထားပါတယ်။ဒီဖြစ်ဖြစ်နဲ့ကမ္ဘာဈေးကွက်ကိုဩစာဖြန့်ကျက်လာတဲ့ခြေလှမ်းလို့ပဲဆိုရမှာပါ။ဆက်ပြီးတော့ Brace Aimer account ထဲပေါ်ရေးအတွက်အဖွဲ့ဝင်နိုင်ငံတွေရဲ့အလားအလာကိုလည်းကျွန်တော်တို့မေးထားလို့မရပါဘူး။အနာဂတ်မှာသူတို့တနိုင်ငံချင်းစီရဲ့လွှမ်းမိုးမှုအင်အားဘယ်တန်းထန်လေးရှိမလဲဒီစီမံကိန်းဖြစ်မြောက်ရေးမှာအများကြီးပါဝင်ပတ်သက်နေပါတယ်။ နေပညာသင်တဲ့အနာကတရုတ်နေနဲ့ digital ရွှေကိုစမ်းသပ်နေပြီးနိုင်ငံတကာကုန်သွယ်ရေးမှာသုံးဖို့စီစဉ်နေပါတယ်။ blockchain နည်းပညာကလည်းငွေကြေးလွှဲပြောင်းမှုတွေကိုစိတ်ချရအောင်ကူညီနိုင်မဲ့နည်းလမ်းတစ်ခုပါ။ blockchain တိုးတက်လာမှုကလည်းဒေါ်လာရဲ့ global impact ကိုရှော့ချပေးသွားနိုင်ပါတယ်။ဒီနည်းပြောရမယ်ဆိုရင် brace စီမံကိန်းကိုတစ်ဖက်လက်နေနဲ့လမ်းစားဖွင့်ပေးလိုက်သလိုသဘောတရရောက်ပါတယ်။ဒါဆိုရင်ဘာကြောင့်အခုဒီ brace မဖြစ်ရသေးတာလဲ။၂၀၀၉ခုနှစ်ကတည်းကစတင်ခဲ့တဲ့ဒီစီမံကိန်းအောင်ဘာလို့အပ်နေလို့လဲ။ စသဖြင့်လည်းမေးစရာတွေပေါ်လာပါတယ်ဒီတော့မြေပြင်ခက်ခဲတွေကိုကျွန်တော်တို့ကွင်းစင်းလေ့လာမှရပါတော့မယ်နံပါတ်၁စီးပွားရေးကွာဟချက်တရုတ်လိုစီးပွားရေးအင်အားကြီးနိုင်ငံတွေဘရာဇီးတောင်အာဖရိကလိုစိန်ခေါ်မှုများတဲ့နိုင်ငံတွေကြောင်းတည်ငြိမ်တဲ့ဘွန်တစ်ခုတည်ဆောက်နိုင်ဖို့ဟန်ချက်ညီဖို့ကခက်ခဲပါတယ်ဘရစ်နိုင်ငံတွေဘရာဇီးရုရှားအိန္ဒိယတရုတ် အာဖရိကကြားကစီးပွားရေးကွာခြားမှုတွေကစိန်ခေါ်မှုအများကြီးဖိတ်ခေါ်လိုက်သလိုပါပဲဘလို့စိန်ခေါ်မှုတွေရင်ဆိုင်နေရပါတယ်ကျွန်တော်တို့အောက်မှာတစ်ချက်ကြည့်အောင်ပါ နံပါတ်၁ဈေးပွားရေးတိုးတက်မှုမငြိမ်းချင်းတရုတ်နဲ့အိန္ဒိယကဈေးပွားရေးအရှိဟုန်နဲ့တိုးတက်နေပြီမယ်။ဘရစီ၊ရုရှား၊တောင်အာဖရိကတို့မှာဈေးပွားရေးနှေးကွေတာကြာစင်တာမတည်ငြိမ်တာတွေကြုံနေရပါတယ်။ဒီကွာခြားမှုကဘရစ်အတွင်းဆုံးဖြတ်ချက်တွေနဲ့ဩဇာတက်ရောက်မှုမှာမငြိမ်းမှုတွေဖြစ်လာစေပါတယ်။ဒါကတစ်ချက်ပါ။နံပါတ်၁ဈေးပွားရေးဖွဲ့စည်းပုံကွဲပြားမှုတရုတ်နဲ့အိန္ဒိယမှာစက်မှုလုပ်ငန်းနဲ့နေပညာကဏ္ဍတွေအားကောင်းပြီးတော့ရုရှားနဲ့ဘရစီကရင်းနှီးစိုက်ပျိုးရေးကိုကုန်ကျန်းနေပုံမိခိုးနေပါတယ်။ တောင်အာဖရိကကတော့တခြားနိုင်ငံတွေထက်စာရင်စီးပွားရေးအင်အားကတိတ်ကိုတင်းငယ်လို့နေပါတယ်။အခုလိုတွေရောထွေးနေတာကြောင့်ကုန်သွယ်ရေးမူဝါဒတွေညှိဖို့ကလည်းခက်ခဲလာပါတယ်။နံပါတ်3ဖွံ့ဖြိုးမှုအစ်စ်မတူခြင်းတရုတ်နဲ့အိန္ဒိယမှာလူဦးရေများပြီးလူဒန်းစားကွာဟမှုရောနှဲလာနေပြီးမြဲဘရာဇီးနဲ့တောင်အာဖရိကမှာကြတော့လူဒန်းစားကွာဟမှုတအားများနေပြန်ပါတယ်။ရုရှားကတော့တယန်စားတာပိုင်ကျွေးဝတယ်လို့ပဲဆိုရမှာပါ။တို့ပညာစီးပွားရေးပိတ်ဆို့မှုတွေလည်းကြုံနေရပါသေးတယ်။ဒါတွေကစီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေမှာအနည်းငယ်များထိခိုက်လာစေပြန်ပါတယ်။ နံပါတ်၄ငွေကြေးနဲ့ဗန်ဒါရေးကွာချမှုဘရစ်နိုင်ငံတွေမှာလက်ရှိငွေကြေးအမြင့်မြင့်သုံးနေတာကတပတ်ကုန်သွယ်မှုကိုညှိဖို့ခက်စေပြန်ပါတယ်တရုတ်ယွမ်ကကမ္ဘာငွေကြေးဖြစ်နေတဖြည်းဖြည်းနဲ့ရက်တီလာနေပြီမြင်တခြားဘရစ်နိုင်ငံတွေကအမေရိကန်ဒေါ်လာကိုမိဖက်ယွမ်တက်ပို့ပြီးတော့အားထားနေရပါတယ်နံပါတ်၅နိုင်ငံရေးနဲ့မူဝါဒကွဲလွဲမှုဘရစ်နိုင်ငံတန်းမှာစီးပွားရေးမူဝါဒတွေမတူကြပါဘူးတရုတ်ပြည်ရဲ့စီးပွားရေး policy ကနိုင်ငံတော်ကနေတရက်ထိန်းချုပ်ထားတဲ့စနစ်ဖြစ်ပြီးတပတ်အိန္ဒိယမှာကျတော့ရောပြွန်စည်းကွက်စနစ်လိုပုံစံနေရှိနေပြန်ပါတယ် ဒီလိုစနစ်ကွဲပြားနေတာကြောင့်လေ contract ဘိုင်းနဲ့ပတ်သက်ပြီးတော့ decision making လုပ်တဲ့အခါမှာသဘောထားမတိုင်းဆန်မှုတွေက brace account ထဲပေါ်ဖို့နှောင့်နှေးစေတဲ့အကြောင်းပြချက်တစ်ခုဆိုပါတော့နံပါတ်6ကုန်တင်မှုဘန်းမမြခြင်းတရုတ်လိုနိုင်ငံတွေမှာကုန်တင်မှုဘိုင်းအားကောင်းနေပြီမြန်မာတောင်အာဖရိကလိုနိုင်ငံတွေမှာကုန်တင်မှုက budget လိုငွေပြားတဲ့အထိအခြေအနေတစ်ခုရှိပါတယ်ဒါက brace အတွင်းစီးပွားရေးညှိနှိုင်းမှုတွေမှာကျင်းမာမှုတွေဖြစ်စေနေပါတယ်အင်အားကြီးမမြတဲ့အခါမှာဆုံးဖြတ်မှုဘိုင်းမှာလေမျှတဖို့ခက်ခဲလာပါတယ်နံပါတ်9ကမ္ဘာစီးပွားရေးဖျား ရုရှားကိုအမေရိကန်ကစီးပွားရေးပိတ်ဆို့မှုတွေလုပ်တော့တရုတ်အမေရိကန်ကုန်သွယ်ရေးတင်မာမှုကမ္ဘာငွေကြေးစနစ်မတည်ငြိမ်မှုစတာတွေကဘရစ်နိုင်ငံတွေကိုမတူညီတဲ့တက်ရောက်မှုတွေဖြစ်စေပါတယ်ဒီလိုဖက်ဖက်ပြားပြတာကလည်းစီမံကိန်းအတွက်အနောက်ရှက်တွေပါပဲဒါကစီးပွားရေးကွာမှုနဲ့ပတ်သက်လို့ဘရစ်နိုင်ငံတွေကြားရင်ဆိုင်နေရတဲ့ပြဿနာတွေလိုပဲဆိုရမှာပါနောက်ထပ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကျွန်တော်တို့ဆက်လက်လေ့လာကြရမှာဖြစ်ပါတယ်နံပါတ်1နိုင်ငံရေးတင်မာမှုများအိန္ဒိယနဲ့တရုတ်ကြားနယ်စပ်ပဋိပက္ခတွေကပူးပေါင်းဆောင်ရွက်မှုကိုဟန်တားနေပြန်ပါတယ် ဒါပြင်အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြားနဲ့တခြားနိုင်ငံတွေချက်ကနိုင်ငံရေးတည်မှမှုတွေကဒီပန်းနိုင်ကိုအကောင့်တွေပို့ဖို့ကြီးမားတဲ့အခက်အခဲတွေဖြစ်စေနေပါတယ်။ဒီမှာလေကျွန်တော်တို့တွေခေါင်းစဉ်ငယ်လေးတွေဖြစ်နေခွဲချမ်းလို့ရပါတယ်။နံပါတ်၁နေပယ်ဆိုင်ရာပြိုင်ဆိုင်မှုတွေအိန္ဒိယနဲ့တရုတ်ဒီနိုင်ငံတို့ခုမှနေဆဲပြဿနာတွေရှိနေပြီးစစ်စေးရေးတည်မှမှုတွေကလည်းရှိနေတာကြောင့်စီးပွားရေးညှိနှိုင်းမှုတွေကိုအခက်တွေ့နေစေပါတယ်။နိုင်ငံရေးဆက်ဆံရေးပိုဆိုးလာမယ်ဆိုရင် brace ပေါ်ယုံကြည်မှုလဲယုံနေတော့မှာကတေချာသလောက်ပါပဲရုရှားနဲ့အနောက်နိုင်ငံတွေရဲ့ပဋိပက္ခ ရုရှားဟာနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုအရေးယူမှုတွေကိုအနည်းနဲ့များကျဉ်းဆိုင်နေရပါတယ်။အိန္ဒိယနဲ့ဘရစီလိုဘရစ်အဖွဲ့ဝင်တချို့ကရုရှားရောအနောက်နိုင်ငံတွေနဲ့ပါကုန်သွယ်ရေးဆက်လုပ်နေတာကြောင့်ဘုံငွေကြီးကိုကမ္ဘာကုန်သွယ်ရေးမှာဘလို့သုံးပြုမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့အငြင်းပွားမှုတွေဖြစ်လာနေပါတယ်။တဲ့ဖက်မှာလေ brace ကတီထောင်ထားတဲ့ NTB ဘဏ်ကနေနိုင်ငံငယ်လေးတွေကိုချင်းငွေထုတ်ပေးတဲ့အခါမှာသူ့ရဲ့ policy ကဒေါ်လာနဲ့မဆက်စီပဲနိုင်ငံရဲ့တရားဝင်ငွေကြေးနဲ့ပဲဆက်ခွင့်ရှိတယ်ဆိုတဲ့ policy ကိုခြံထားလို့မရပြန်ပါဘူး။ ဥပမာအီသီယိုးပီးယားက NDB ကနေငွေချေးတယ်ဆိုပါတော့ပြန်ဆက်တဲ့ခါကျရင်ဒေါ်လာလည်းမဟုတ်ပဲသူ့နိုင်ငံသုံးငွေကြေးပေါ်နဲ့ပြန်ဆက်လို့ရပါမယ်ဒီစနစ်က brace ကိုနိုင်ငံငယ်လေးတွေစိတ်ဝင်စားလာအောင်ဆွဲဆောင်ထားနိုင်ပေမယ့်တပတ်ကားကူလို့အင်အားကြီးနိုင်ငံတွေနဲ့ပဋိပက္ခရှိနေတာကသူလိုသူလိုဖြစ်စေပြန်ပါတယ်နံပါတ်၄စီးပွားရေးနဲ့မူဝါဒကွာဟောက်မှုများ brace နိုင်ငံတကူချင်းစီမှာသူ့ရဲ့ငွေကြေးမူဝါဒနဲ့သူ့ရဲ့စီးပွားရေးရည်မှန်းချက်တွေကွဲပြားနေပါတယ်ဥပမာတရုတ်မှာငွေကြေးထိန်းချုပ်မှုတွေတင်းကျပ်ပေမယ့်ဘရာဇီးနဲ့တောင်အာဖရိကမှာတော့ဈေးကွက်တွေပိုမိုဖွင့်ထားပါတယ် အဖွဲ့ဝင်နိုင်ငံတခုခုမှာနိုင်ငံရေးမတည်မငြိမ် ဖြစ်လာရင်တော့သူတို့သတ်မှတ်မယ်ဆိုရဲဘုံငွေချင်းတဲ့တံပိုးကလည်းမတည်မငြိမ်ဖြစ်လာပါတယ်ဒီစနေ့ရပရစ်ကနိုင်ငံတခုတည်းပုံမိကိုနေတာမဟုတ်ပဲအဖွဲ့ဝင်နိုင်ငံတိုင်းပုံမူတည်နေတာပါနံပါတ်3ယုံကြည်မှုနဲ့ဥဆောင်မှုပြဿနာ brace အဖွဲ့တွင်တရွတ်ရဲ့စီးပွားရေးအရှိန်ဟုံမြင့်မားမှုကတခြားအဖွဲ့ဝင်တွေကိုစိုးရိမ်မှုတွေဖြစ်လာစေပါတယ်အများကြီးလာတာနဲ့မြောက်သူတို့မျှော်မှန်းထားသလိုတရားမျှတမှုပြုဝရတဲ့ brace ဖြစ်လာပါမလား တရုတ်နိုင်ငံတနနိုင်ငံတည်းကပဲ brace ကိုလူသလိုထိန်းချုပ်ကစားနေမလားစတဲ့ concern ဖြစ်မှုတွေကအဖို့ဝင်နိုင်ငံတွေကြားမှာသာတစတဲ့တစတိုးလာခဲ့မယ်ဆိုရင်တခြားနိုင်ငံတွေကလည်း brace ကိုယုံကြည်ဖို့အလားလာနေသွားပြန်ပါတယ်။နံပါတ်3နိုင်ငံ PR များ American နဲ့ဥရောပသမဂ္ဂလိုနိုင်ငံတွေက brace ဖွံ့ဖြိုးမှုတွေကိုနီနီကက်ကက်စောင့်ကြည့်နေရမှာပါသူတို့ဂျိုးစည်းပွားကိုထိခိုက်လာစေမယ့်အရာကိုတစ်ဖက်မှာလည်း brace အဖွဲ့ဝင်နိုင်ငံအချို့ပေါ်ဒီ project ကြောင့်ရလာမယ့်အပြင်ပန်းကနေလာတဲ့နိုင်ငံ PR တွေကြောင့် brace account ထဲပေါ်ဖို့ ဇွတ်တရုတ်မဆုံးဖြတ်နိုင်တော့ပါဘူး။ဒါကဖွဲ့ဝင်နိုင်ငံတွေကြားမှာအရင်ပွားစရာဗတိဘကဖြစ်စရာတွေကိုဥလှည့်ပေးလိုက်သလိုပါပဲ။စီးပွားရေးရာ brace မဟုတ်တဲ့တခြားနိုင်ငံတွေနဲ့ကုန်သွယ်ရေးမဟာမိတ်ဖွဲ့မှုတွေကလည်း brace policy ကိုတွေးဖယ်တဲ့အခါမှာရှိလာပါပါ။အဲ့ဒီအခါမှာစီးပွားရေးပေါင်းစည်းမှုတွေကနားလေပိုပိုရှုပ်လာပါတယ်။ဒီလောက်ဆိုရင်ဘာကြောင့် brace မအောင်မြင်ရသေးတာလဲ။အကောင့်တွေမပေါ်နိုင်သေးသလဲဆိုတဲ့ပြဿနာကိုရှင်းသွားလောက်ပြီးထင်ပါတယ်။ဒီတော့အနာဂတ်မှာရောဘာဆက်ဖြစ်မလဲ။ရွှေပြည်တော်မျှော်တမ်းဝေးနေအောင်ပါလား။ BRICS အောင်မြင်သွားရင်အနောက်နိုင်ငံတွေရဲ့စီးပွားရေးလွှမ်းမိုးမှုကိုလျှော့ချလိုက်နိုင်ပါတယ်။အေဂျီ၊အီရန်၊အာဂျင်တီးနားလိုနိုင်ငံအသစ်တွေပါပါဝင်လာမယ်ဆိုရင် BRICS ရဲ့ဩဇာကပိုပြီးတော့ကြီးထွားလာမှာမှန်ပါ။ဒီတော့ဒီ bridge currency အောင်မြင်သွားခဲ့မယ်ဆိုရင်အဲ့နောက်မှာတော့ဘယ်လိုရလဒ်တွေရှိမလဲကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြရမှာပါ Global Power Shift Brazil NDB က IMF World Bank လိုအနောက်နိုင်ငံတွေကဥဆောင်တဲ့ဖွဲ့စည်းတွေကိုစင်ခေါ်လာနိုင်ပြီးတော့ဖွံ့ဖြိုးဆဲနိုင်ငံတွေပါဝင်လာတဲ့သူတို့မျှော်လင့်ထားသလိုမျှတတဲ့ကမ္ဘာကြီးဖြစ်လာနိုင်ပါတယ် ဒါကတစ်ချက်ပါ Brace ရဲ့ New Development Bank နဲ့သူတို့ငွေကြေးတစ်မျိုးသာထက်ထွက်လာမယ်ဆိုရင် American Dollar ကိုမြေခုံးမှုလျှော့ချပြီးကုန်သွယ်ရေးစနစ်တွေပြောင်းလဲကောင်းပြောင်းလဲသွားမှာပါ Brace အဖွဲ့ဝင်တွေပူးပေါင်းမှုများလာရင်တော့ကုန်သွယ်ရေးအခြေခံအဆောက်အအုံနဲ့စီးပွားရေးတိုးတက်မှုတွေဖြစ်လာပြီးဖွံ့ဖြိုးဆဲနိုင်ငံတွေပိုအားကောင်းလာနိုင်ပါတယ်သူတို့အတွက်လောက်ကွက်ပိုရလာမယ်ဆိုပါတော့ AI ရဲ့နည်းပညာပိုင်းမှာတော့ Brace နိုင်ငံတွေပူးပေါင်းရင်းနှီးမြှုပ်နှံခဲ့ရင်အနောက်နိုင်ငံတွေပေါ်မိခုံမှုလျှော့ချပြီးတော့သူတို့ရဲ့ကိုယ်ပိုင်စမ်းသစ်တူတင်မှုတွေကိုလွတ်လွတ်လပ်လပ်ဥဆောင်လာနိုင်ပါဦးမယ် ဒါကတစ်ချက်ပါဘရစ်နိုင်ငံတွေသူတို့ငွေကြေးနဲ့ကုန်သွယ်မှုများလာရင်တော့အနောက်နိုင်ငံတွေရဲ့ကမ္ဘာကုန်သွယ်ရေးထိန်းချုပ်မှုအားနည်းသွားနိုင်ပါတယ်။ဒါတွေကတော့အောင်မြင်ခဲ့ရင်ဆိုတဲ့အတွေ့အကြုံကဖြစ်လာနိုင်ခြင်းနဲ့ရလာနိုင်ခြင်းတွေပါ။ဒါပေမဲ့လည်းဒါပေမဲ့ပေါ့လေဘရစ်အောင်မြင်ဖို့အတွက်အဖွဲ့ဝင်နိုင်ငံတွေကြားမှာကစီးပွားရေးကွာဟမှုတွေနိုင်ငံမတည်ငြိမ်မှုတွေသဘောထားကွဲလွဲမှုတွေကအဟန့်အတားဖြစ်နေသေးတာကငြင်းမရပါဘူး။ဒါကြောင့်ဘရစ်ရဲ့အနာဂတ်ကိုတေချာမှန်းဆဖို့ခက်ခဲနေစေပါ။